တဘွားရဲ့ profile ဆရာကောင်းတဲ့နေရာတူ EOD ဘဏ်ရဲ့ MP credit card နဲ့တူဖြတ်သွားတာ EOD ဘဏ်ရဲ့ MP credit card နဲ့ဆိုလို့ဒီနေရာကိုတိုးတက်နေထားတယ်လေဆွန်လာ20ရက်နေ့ဗဟိုဘဏ်ရဲ့သတ်မှတ်ဒေါ်လာဈေးနှုန်းမှာ1185ကျပ်ရှိနေချိန်မှာပြင်ပဒေါ်လာဈေးကွက်မှာတော့ဝယ်ဈေး1182ကျပ်နဲ့ရောင်းဈေး1184ကျပ်မှာအယောင်းဝယ်ဖြစ်နေပြီးအယောင်းဝယ်အေးနေတယ်လို့ဈေးကွက်အတွင်းကနေသိရှိရပါတယ်။ဟုတ်ပြင်ပဒေါ်လာကလည်းအဝယ်အေးလို့ပါ 我喂，哎哟，奶奶，我到哪玩嘞？我到哪路奶奶家玩去今天啊，明天啊，就是在老二家要玩了。那今天啊，哦，老子，就是在老二，就是没在老家。做，我把水蒸鱼做那些奶奶家，我把水莲奶奶蒸饺了，做花毛皮水饺，与做那些也是做小米粥，还有煎饺。他家里做这些送了那些东西了，爸爸都来接过吗？ ဒေါ်လာ1180တကြက်ဝင်းကျင်နဲ့အယောင်းအဝယ်ဖြစ်ခဲ့ရာကဇွန်လ22ရက်နေ့မှာတော့ဒေါ်လာ1182ကျပ်နဲ့1184ကျပ်ကြားမှာအယောင်းအဝယ်ဖြစ်နေတာပါဇွန်လ22ရက်နေ့ကဘဟုဘဏ်ရဲ့သက်မှတ်ငွေလဲနှုန်းကတော့ဒေါ်လာ1185ကျပ်နှုန်းမှာရှိနေတာကြောင့်ပြင်ပပေါက်စရာဘဟုဘဏ်သက်မှတ်ငွေလဲနှုန်းထက်ဒေါ်လာ3ကျပ်ဝင်းကျင်ညှော်နှဲမှုရှိနေခဲ့တာပါဒါအပြင်ဇွန်လ1ရက်နေ့မှာတော့ဒေါ်လာ1200ဝင်းကျင်အထိမြင့်တက်ခဲ့တဲ့ ပြင်ပဒေါ်လာဈေးကွက်ရဲ့ငွေလဲနှုန်းဟာအခုဇွန်လတတိယဘက်မှာတော့ဒေါ်လာ1182ကျပ်တိကျဆင်းခဲ့တာလည်းဖြစ်ပါတယ်။အခုလိုမျိုးဒေါ်လာလဲနှုန်းကျဆင်းလာတာဟာကမ္ဘာရွှေဈေးအစမတန်တက်လာတာနဲ့လည်းသက်ဆိုင်မှုရှိနေပြီးကမ္ဘာရွှေဈေးတက်လာတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့ရွှေဈေးပါလိုက်ပါတက်လာပြီးဒေါ်လာလဲနှုန်းကတော့ကျဆင်းသွားတာဖြစ်တယ်လို့နိုင်ငံခြားငွေကြေးရောင်းဝယ်နေသူကိုကျော်မင်းထွန်းကဆက်လက်ပြောကြားခဲ့ပါတယ်။